ဒီစစ်အုပ်စုကရီကောက်ပွဲသူ့အနေနဲ့ပြုလုပ်ဖို့ကျင်းပဖို့စိုက်ပျက်နေပြီဆိုတော့ကျွန်တော်တို့တစ်ဖက်ကဒီဒေါ်လာညေးအားစုတွေအနေနဲ့လေဒီစစ်ကော်မရှင်ကျင်းပမဲ့ရီကောက်ပွဲကိုကျွန်တော်ဆက်ကျင်တဲ့ဒီပေါ်ဒီကန်တာအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီလူထုတွေကြားမှာအကြည့်အမြင်တွေရအောင်အကြည့်ပညာပေးအခန်းကန်တာတွေကျွန်တော်တို့ဒေတာအလိုက်ဒီလှုပ်ရှားမှုတွေကိုကျွန်တော်တို့ဘယ်လိုမျိုးတွေကျွန်တော်တို့လုံဆောင်တည်ပြီးလို့ကျွန်တော်လုံဆောင်တည်တယ်ပေါ့ဘယ်လိုလုံဆောင်လုပ်ရမလဲလုံဆောင်ရမလဲ တို့ဒီနိုင်ငံရေးအင်အားစုတွေရပ်ဖြက်အင်အားစုတွေဒီအမျိုးသမီးအင်အားစုတွေနေနေဒီအာပြောရလို့ရှိရင် PDF ပေါ့ဒီဒီဒေါ်လာရေးအင်အားစုတွေဆက်ရအင်အားစုတွေကြားမှာရောဒီကျွန်တော်တို့ဒီ online ကျင်းဒီမြေကျင်းကိုလက်လန်းနေတဲ့အခြေအနေတွေ data တွေဒီတွေကိုကျွန်တော်တို့ဒီ data စီပေါ့ဒီဘူပေါင်းပြီးမှဒီလုတ်လုတ်ရှားလို့ရတဲ့ဟာရှိမယ်ပြီးတော့ data အဖွဲ့စီလိုက်လုတ်ရှားလို့ရမယ့်ဟာရှိတယ်ဒီဟာတွေကိုကျွန်တော်တို့ ဘာဘယ်လိုမျိုးပုံစံနဲ့ပြည်သူတို့ကြားကိုနားဝင်အောင်ဒီစစ်ကောင်စီနဲ့လုံမဲ့ယူကောက်ဖို့ကိုဆန့်ကျင်ဖို့ကျွန်တော်ဘယ်လိုမျိုးလှုပ်ဆောင်တည်ပြီလဲဘာတွေလှုပ်ဆောင်နိုင်မလဲလှုပ်ဆောင်လို့ရတဲ့အခန်းကဏ္ဍတွေဘာကြီးပဲဆိုတော့ရှိမှာလားဒီအကြောင်းအရာတွေပေါ့လေပထမဆုံးနဲ့ရပေါ်နေအောင်အင်းဆုံးဆွေးနွေးပေးပါဦးဟုတ်ကဲ့ဒီကနေ့ဦးဆွေးနွေးခွင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့နော်ဆိုတော့ဒီလက်ရှိစေအုပ်စုကပြုလုပ်တဲ့ရေကောက်ပွဲကတော့ကျွန်တော်တို့ဒီစေအုပ်စုကတော့ စိမ်းပြင်းပြင်းစိမ်းပြပြနဲ့လုံနေတာတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ဒီရေကောက်ပွဲရဲ့ကျွန်တော်တို့ဖြစ်တည်လာတဲ့အရာကိုကျွန်တော်တို့ဖြစ်သွားမယ့်အရာရောနောက်ဖြစ်လာမယ့်အရာတွေရောဒီကကျွန်တော်တို့ကနေဦးဆွနေပြီးသားလေးလေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအချင်းတွေကိုပြန်ကြည့်လိုက်ရင်ဒီရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီရေကောက်ပွဲကိုကျွန်တော်စန့်ကျင်နေသူတော်တော်၎င်းဖြက်လူဖြက်စီလုတ်တဲ့သူတော်တော်၎င်းစေအုပ်စုကဒီပြင်းပြထန်အရေးကြီးမယ်ဆိုတဲ့ဥပဒေတရားလည်းရှိနေပြန်ရောပေါ့ဗျာ အဲဒီအခြေအနေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အဲကျွန်တော်တို့ဒီတော်လိုင်းရင်အစုဖက်ကအနေနဲ့ကျွန်တော်နိုင်ငံရေးပါတီရပ်ဖက်ဖွဲ့စည်းတွေ တက်ဆိုင်ရာဖွဲ့စည်းတယ်ပေါ့ဗျာအဲဒီဒီကနေပြီးတော့တနည်းအားဖြင့်လူထုစီကိုတော့ဒီအတန်တွေကိုရောက်ဖို့တော့လိုမယ်လို့တော့ကျွန်တော်တို့ထင်တယ်အခုကျွန်တော်တို့ဒီဝင်ရောက်ဆွေးနွေးနေတဲ့ခန်းသားဆိုရင်လည်းဒီလူထုစီကိုတနည်းမဟုတ်တနည်းတော့ကျွန်တော်တို့ကတိကျရမယ့်အခြေအနေတရက်လူတွေကျွန်တော်တို့မြင်တယ်ပေါ့တော့ထို့သူပဲတခြားဖွဲ့စည်းတခြားအရက်ဖက်ဖွဲ့စည်းတခြားတော်လိုင်းရင်းဖွဲ့စည်းနေအားစုဒီဒီကနေပြီးတော့လေသူတို့တက်ဆိုင်ရာနှစ်ဝော့တွေမှာတက်ဆိုင်ရာကွန်ရက်တွေမှာလူထုစီကိုဒီလိုအတန်မျိုးကိုတနည်းမဟုတ်တနည်းကတော့ကျွန်တော်တို့ လွတ်ဖို့လည်းလိုအပ်တယ်ဒါလည်း MNN ကိုအရေးကြီးတဲ့ကိစ္စဖြစ်တယ်ဒီမှာတာလင်လူထုကရေကောက်ပွဲချင်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှက်လက်တွေကိုတိလာမှာဖြစ်တယ်အဲအဓိကကတော့ကျွန်တော်တို့ထပ်ပေါက်မဟုတ်ဘူးကျွန်တော်ထောင်ချောက် ဖြစ်နေတယ်ဆိုတာဟာကိုလည်းပြည်သူလူထုကတိလင်းတိခုလည်းလိုတယ်တနည်းအားဖြင့်များသောအားဖြင့်ပြည်သူထုပြည်သူလူထုကတော့တိချီတာပြီးလည်းဖြစ်တယ်ပေါ့နော်အဲသူပြင်မဲ့လည်းဒါမှမဟုတ်အုပ်ချုပ်တဲ့အခြေအနေမှာအဲပြည်သူလူထုကလုံဆန်လို့မရတဲ့အခြေအနေလည်းရှိပြန်ရောပေါ့ဗျာ ဲ့ဒီအချက်တွေကိုမှရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အချက်တွေကိုအရက်ဖွဲ့ဖွဲ့စည်းတွေရောကျွန်တော်တို့နိုင်တော်လိုင်းအရာစုတွေရောနိုင်ငံရေးပါတီတချို့အတင်းဖွဲ့တွေရောအပြည်သူထုစီကိုအဲမြေပြင်လှုပ်ရှားမှုပေါ့နော်ကျွန်တော်တို့ဒီ movement တွေအဲကျွန်တော်တို့ဒီ fan blood တွေဝေတာဖြစ်ဖြစ်တနည်းဖြစ်ဖြစ်ပေါ့ဗျာအဲနောက်ပြီးတော့ကျွန်တော် online ကနေဒီလိုဆွေးနွေးပွဲတွေနဲ့ပြည်သူလူထုစီကိုအတန်များများလွှင့်နိုင်ရင်တော့ဒါကျွန်တော်တို့ဒီရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လုပ်နိုင်တဲ့အနေထားလို့လည်းကျွန်တော်တို့ပြောလို့ရမယ်။နောက်ပြီးတော့ဝါရင်းနိုင်ငံရေးပါတီတွေ ဟွာရင်းနိုင်ငံရင်းအင်အားစုတွေအနေနဲ့လည်းဒီပူတွဲဗီယိုကော်ပိုရိုနယ်ပတ်သက်တဲ့သဘောထားတွေထုတ်ပြန်မိထားလည်းဖြစ်တယ်အဆက်ပြီးတော့ပူတွဲပြီးထုတ်ပြန်နိုင်ရမယ့်အနေအထားဆိုလည်းဒါပြည်သူလူထုသိရှိရမယ့်အနေအထားလည်းဖြစ်တယ်ပေါ့နော်တက်ဆိုင်ရာအွန်လိုင်းတော့လကောင်ကျွန်တော်တို့ on ground တော့လကောင်ပေါ့နော်အတီးတီးမှပြည်သူလူထုစီကိုပြည်သူလူထုနားထေကိုကျွန်တော်ဒီအတန်ဒီကိုလွှင့်ရမှာဖြစ်တယ်ဆိုတော့ဟိုအနစ်ချုပ်ကိုပြောရရင်တော့ကျွန်တော် online ဆွေးနွေးမှုတော်လကောင်းပဲအဲနောက်ထပ်တစ်ခုနည်းမြေပြင်လှုပ်ရှားမှုတွေကကျွန်တော်ပေါင်းဆက်ရမယ် အဲကျွန်တော်တို့လောက်ရမှာဖြစ်တယ်အဓိကယူရချက်ကတော့ရေကောက်ပွဲနဲ့ပတ်သက်ပြီးလူထုစီကိုအဲတိကျတဲ့ရေကောက်ပွဲရလက်တွေအဲလာရလာရတွေကိုကျွန်တော်အတိအလင်းပြောပြဖို့တော့လိုအပ်တယ်ပေါ့နော်အဲဒါအနှစ်ချုပ်ကိုဟိုပြောချင်းဖြစ်ပါတယ်ပေါ့အဲ့တော့ကျေးဇူးတင်ပါတယ်နေအောင်အခုပဲကျေးဇူးတင်ပါဆိုတော့ဒီချောင်းရပေါ်ပါပြီပေါ့လေဆရာမဒီလီယန်နဲ့ကိုမျိုးစော်လေးဆွေးနွေးပေးဖို့ကျွန်တော်အနေနဲ့ပေးလို့ပါပတ်သက်ဆိုရင်ဆရာမဒီလီယန်ဆွေးနွေးပေးပါဦးခင်ဗျာတော်နောက်ဆုံး ကျွန်တော်အချုပ်လေးနဲ့ပြောချင်တာကကျွန်တော်ရွေးကောက်ပွဲငစားကိုကျွန်တော်မဟက်မိဖို့လိုတယ်။ဒါပေမဲ့အချိန်ထဲမှာပဲဒီငစားကစစ်ကောင်လက်တယ်တရားခံစစ်ကောင်စီဆိုတာတိဖို့လိုတယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့မဲထဲတဲ့ပြည်သူပဲဖြစ်ဒီရွေးကောက်ပွဲကို lobby လုပ်နေရတဲ့သူတွေပဲဖြစ်အဲ့လူတွေကတခါကျရင်ကျိုးဆွဲခံနေရတာဖြစ်နိုင်တယ်။လလိုလားနဲ့လုပ်နေတဲ့သူဆိုတော့ကျွန်တော်ဆက်ကျင်ဖို့လိုတယ်။လလိုလားနဲ့မဟုတ်ဘဲနဲ့ကျိုးဆွဲနေတဲ့သူဆိုရင်ကျွန်တော်တို့တွေဒါအောက်ကိုရန်သူအဘယ်သူလဲဆိုတာပြန်ကြည့်ဖို့လိုတယ်ပေါ့နော်။ဆိုတော့ ဒါလည်းကျွန်တော်တို့ချင်းချင်းကြားထဲမှာသွေးမကွဲဖို့အဓိကချက်လို့မြင်တယ်ခဏကဆရာနေအောင်ပြောသလိုပဲဒါကထောင်ချောက်ဖြစ်တယ်ဆိုတာတရားမြင်မှုလို့ကျွန်တော်ကထောင်ချောက်ထဲကိုလေးချိန်မြောက်မတိုးသင့်မတော့ဘူးပေါ့နော်ဒါလေးချိန်မြောက်ဖြစ်နေပြီဆိုတော့အထက်မတိုးသင့်တော့လို့ကျွန်တော်မြင်တယ်ကျွန်တော်တို့တွေတော်လန်ရေးတော်လန်ရေးတစ်ခါဖြစ်ရတာတော်လန်ရေးဖြစ်ရတာဘလောက်တောင်ဟိုကုန်ကြစိတ်များတယ်အသက်တွေဘာလို့ဆုံးရှုံးရတယ်လူတွေဘလောက်ပြက်စီးရတယ်ဘဝတွေရောဒီတဘာဝပတ်ဝန်းကျင်တွေဘလောက်ပြက်စီးရဆိုတာမြင်ရတယ်ဆိုတော့ဒီချိန်မှာအရေးကြီးဆုံးက ဒီလိုမျိုးအခက်အခဲဆုံးအချိန်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဘာဖြစ်လာမှမသိဘူးဘာဖြစ်နိုင်လဲဆိုတာမသိတဲ့အချိန်မှာကျွန်တော်တောင်းဆိုချင်တာကကျွန်တော်တို့ချင်းချင်းကြားထဲမှာပို့ချစ်ပေးဖို့လိုတယ်ကျွန်တော်တို့ချင်းချင်းကြားမှာပို့နားလည်ပေးဖို့လိုတယ်အဲရန်သူကိုအသေးချာတိတိကျကျမြင်ဖို့လိုတာဒါကြီးအရန်ကိုအရန်ကိုပြဿနာကြီးတဲ့ပြဿနာကနေနောက်ထပ်ပြဿနာအစ်စ်တစ်ခုကိုပြန်ပြီးမွေးလာနိုင်တဲ့အခြေအနေလို့မြင်တယ်ပေါ့နော်ဆိုတော့ဒါကလည်းအထူးပြုစိုက်ပေးဖို့မေတ္တာရခံပါတယ်လို့ဆိုတော့ကုလုံကြုံကြီးအဓိကပဲကျွန်တော်တို့တွေကလုံကြုံကြီးတစ်ချိန်တည်းမှာကျွန်တော်တို့တွေ လက်နဲ့ခါကြရင်မဲတပြားနဲ့တော်လန်းလို့မရတဲ့အခြေအနေရှိတယ်။မဲထဲတနက်ထပ်တော့မဲထဲနေရတဲ့အခြေအနေမှာဆိုရင်လည်းစိတ်တက်နဲ့ဆက်တော်လန်းနေဖို့လိုတယ်ဇာလေးကိုလည်းယနေ့တိုက်တွန်းချင်ပါတယ်။ဆိုတော့အကယ်လို့မဲနဲ့မတော်လန်းနိုင်ဘူးဆိုတော့ကျွန်တော်စိတ်တက်နဲ့တိုက်တွန်းလို့ရတယ်။စိတ်တက်နဲ့အမြဲတမ်းတော်လန်းနေတယ်ဆိုရင်ဒါတော်လန်းရေးပဲပေါ့နော်။ဆိုတော့ဒါလေးကိုလည်းနှစ်ချက်ပြောချင်ပါတယ်လို့။ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်။ဆိုတော့နောက်ဆုံးအနေနဲ့ပေါ့လေအာကိုမျိုးစော်နေနေတော်တော်ဆွေးနွေးပေးပါဦးဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ โอเคဒီကျွန်တော်တို့ရှေ့ကရေဖို့ရေဘက်တွေဆွေးနွေးခဲ့တဲ့တဲ့မှာတော်တော်လေးပြည့်စုံပါတယ်ကျွန်တော်တို့ဒီစေဘုစုကောင်းတဲ့ပုံမှာရေကောက်ွယ်လက္ခဏာနောက်ပြီးတော့ကျွန်တော်တို့ဒီသူလူထုဘက်ကဘယ်လိုတုံ့ပြန်တင်းနေဆိုတော့တိုက်တွန်းချက်တွေအပြင်ဒလိုင်းရာစုတွေဘက်ကပြင်ဆင်တင်းတဲ့ခြေနေတွေကိုတော်တော်လေးခြုံငုံပြီးတော့ဆွေးနွေးခဲ့ကြပါတယ်အဲ့တော့ကျွန်တော်ဘက်ကတော့ဟိုဖြစ်ဆက်ဆွေးနွေးချင်တာပေါ့နော်အဲဒီ ရေကောက်ပွဲကပါဟုဥတီပြီးတော့စေဥစုကစေဥစုတဲ့ဘေဟာကိုမြုံမှန်းပြီးတော့ကျုပ်ပတ်နေတယ်ဆိုတဲ့ကိစ္စလည်းကျွန်တော်ရှေ့မှာဆွေးနွေးချက်တွေမှာအများကြီးကျွန်တော်ဆွေးနွေးခဲ့ပြီးဖြစ်တယ်။ဒါကြောင့်မို့ဒီကိစ္စကိုလည်းကျွန်တော်ဆက်ပြီးတော့မပြောတော့ဘူးเนาะ။အဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့တမိုင်းတစ်လျှောက်ပေါ့။တမိုင်းတစ်လျှောက်မရှိခဲ့တဲ့ကျွန်တော်လူထုတိုက်ပွဲတွေကိုပဲကြည့်ကြည့်နောက်တစ်ခုကအာကျွန်တော်တို့တိုင်းသားလူမျိုးတွေရဲ့ကိုယ်ဝန်ပြဋ္ဌာန်းခွင့်တန်းသူရဲ့ကိုယ်ဝန်ပြဋ္ဌာန်းခွင့် တော်လိုင်းရေးလက်နက်ကင်လှူရှာမှုတော်လိုင်းရေးလူကပဲကြည့်ကြည့်အဲကျွန်တော်တိုင်းပြည်မှာရှိတဲ့လူမျိုးစုံပြည်သူလူထုကတိုက်ပွဲဖြစ်တတ်မှုရင့်တန်နေတဲ့လူထုဖြစ်တယ်လို့ကျွန်တော်လည်းမြင်တယ်အဲဒါကြောင့်မို့လူမျိုးစုံပြည်သူလူထုကသူတို့ရဲ့အကျိုးကိုဆန့်ကျင်တဲ့သူတို့မလိုလားအပ်တဲ့ဘယ်လိုအခြေအနေဘယ်လိုကိစ္စဘယ်လိုဖြစ်နေမှုမျိုးဆိုနီလန်ပေါင်းစုံနဲ့ဆန့်ကျင်အခမ်းတက်တဲ့စွမ်းစား အဲကိုစီရှိကြတယ်လို့လည်းကျွန်တော်နေနဲ့အဲဒီဒီနေရာမှာခိုင်မာယုံကြည်တယ်လို့ပြောလိုပါတယ်အဲကျွန်တော်တို့တော်လန်ရေးတွေကျွန်တော်တို့လူထုတိုက်ပွဲတွေမှာအဓိကကကျွန်တော်ပြည်သူလူထုရဲ့အင်အားကအဓိကဖြစ်တယ်အဲကျွန်တော်တို့တော်လန်ရေးအင်အားစုတွေနိုင်ငံရေးအဖွဲ့အစည်းတွေဆိုတာကကျွန်တော်ပြည်သူလူထုရဲ့ကိုယ်စားပေါ့နော်အဲဆောင်ရွက်နေတဲ့အဲသူတွေဖြစ်တယ်လို့ကျွန်တော်နေနဲ့ပြောလိုပါတယ်အဲ့တော့အော်ဒီကနေ့ ထူးသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီနေ့တော့လိုင်းရဲ့အခြေအနေကိုကြည့်လိုက်မယ်ဆိုရင်လည်းအစိုးစုခိုင်မာထိန်းချုပ်နိုင်စေဒေတာတွေရှိတယ်တစ်ဖက်မှာတော်လိုင်းရဲ့အစိုးရကထိန်းချုပ်ထားတဲ့နေမည်တွေရှိတယ်တစ်ဖက်မှာတော်လိုင်းရဲ့အစိုးရနဲ့စိုးစုကြအပြန်အလှန်တိုက်ပွဲဆင်နွှဲနေတဲ့ဒေတာတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့လို꿰ပြားတဲ့အခြေအနေရှိပါတယ်အဲ့တော့အဲ့လိုဒေတာ အတူညီတဲ့ခြေနေအလိုက်ပေါ့နော်ကျွန်တော်တို့အဲဒီအဲ့ဒီဒေတာမှာရှိနေတဲ့ပြည်သူလူထုဂျုံနေရတဲ့စိန်ခေါ်မှုပြည်သူလူဂျုံနေရတဲ့ဖြင်းနှိမ်မှုခြေနေလဲအဲကွဲပြားနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်အဲ့တော့အဲ့လိုကွဲပြားတဲ့ခြေနေလိုက်ကျွန်တော်တို့အဲပြည်သူလူထုဘက်ကလည်းနီလန်းတွေပေါ့နော်တုံ့ပြန်လာနိုင်တဲ့နီလန်းတွေကတော့တစ်ခတ်သေးတော့မချနိုင်ဘူးလို့ကျွန်တော်အနေနဲ့ယူဆပါတယ်အဲဆိုတော့အဲကျွန်တော်တို့ တော်လိုင်းအင်အားစုတွေကဘာလို့ကြမလဲပေါ့နော်တေချာတာတော့ဒီရေကောက်ပွဲဟာကလိန်ချုံရေကောက်ပွဲဖြစ်ပြီးတော့စေဥစုကသူ့အာဏာတည်တံ့ဖို့နော်ကျိုးပန်းတဲ့လုပ်ငန်းစဉ်ဖြစ်တယ်အဲ့တော့ကျွန်တော်တော်လိုင်းအင်အားစုတွေကဒီရေကောက်ပွဲရဲ့ဆိုးရွားတဲ့လက္ခဏာပေါ့နော်ဒီရေကောက်ပွဲရဲ့ဆိုးရွားတဲ့လက္ခဏာဒီရေကောက်ပွဲရဲ့ဆိုးရွားတဲ့တက်ရောက်လာနိုင်တဲ့အခြေအနေတွေအားနည်းချက်တွေကိုကျွန်တော်ပြည်သူလူထုကိုတတ်နိုင်သလောက် ခြေနေကိုခြေနေကိုဒေတာဟိုကိုရဲ့ခဏတော့ပြောလို့ခြေနေပေးတယ်လို့မြင်များတည်အောင်ပြန်နှံ့အောင်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ကျွန်တော်လည်းယူဆပါတယ်အဲ့တော့ဒီဖက်မှာလည်းမီဒီယာအပါဝင်ပေါ့နော်ကျွန်တော်လူမှုအင်အားစုအတီးတီးလူငယ်အင်အားစုယူသမီအင်အားစုတမကစသဖြင့်ပေါ့နော်အားလုံးမှာအဲလူထုကိုဒီရီကော့ကွဲရဲ့လက္ခဏာရီကော့ကွဲရဲ့တက်ရောက်လာနိုင်တဲ့ NDA နော်အဲ ီဆိုးဝါးမှုအခြေအနေတွေကို ထောက်ပြဖို့ဟိုပြန့်နှံ့အောင်ပေါ့နော်တိပေးဖို့ကျွန်တော်တို့အနေနဲ့ဂျိုးပန်းဖို့လိုတယ်လို့ကျွန်တော်ကျွန်တော်ဘက်ကတော့အဲ့လိုယူဆပါတယ်အဲ့တော့လူထုဘလူတိုက်ပွဲဝင်မလဲဆိုတဲ့အားကတော့ဘလူတွန့်ပြန်မလဲဆိုတဲ့အားကတော့ကျွန်တော်တို့ဘက်ကတော့တိတိကျပေါ့နော်အတိပေးဖို့ခက်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ညနာပိုင်းကျတော့ဘာကြောင့်လဲဆိုတော့စာစေဝစုအခိုင်အမာထိန်းချုပ်ထားတဲ့နေရာမှာဆိုရင်တနတ်ထောက်ပြီးတော့ပေါ့နော်ရှေ့မှာလည်းရေးဖို့ရှင်းနေခဲ့တဲ့အတဲမှာပါတယ်တနတ်ထောက်ပြီးတော့ ဖြစ်ရပြီးပြီးတော့မင်းသားထိတ်ခိုင်းတဲ့အခြေအနေတွေရှိလာနိုင်တယ်အခုအခြေအနေမှာလည်းအဲဒီလိုပဲပေါ့နော်သူတို့တောက်လျှောက်ဖြစ်နေနေတဲ့အဲဒီဒီကိစ္စတွေလည်းအများရှိတယ်အဲ့တော့အဲ့လိုအခြေအနေကြုံလာရင်လူထုကသူ့လုံခြုံရေးရသူ့သက်အန္တရာယ်ပေါ့နော်ဟိုသူ့ဘက်ကငင်းဆံမှုခက်ခဲလေးခက်ခဲလာနိုင်တဲ့အခြေအနေရှိတယ်ဒါကိုလည်းကျွန်တော်နားလည်ပေးရမယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်ရှေ့မှာပြောလို့ပေါ့နော်လူထုဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ဟာကို သူ့ဘက်ကတုံ့ပြန်မှုအားကောင်းလာအောင်ကျွန်တော်ဘက်ကပတ်ပေါင်းဆိုနဲ့ပတ်ဖို့ပြင်ပေးရမယ်လို့ကျွန်တော်ထင်တယ်။ဘာလို့မလဲဘလို့အချိန်တွေမှာဘလို့တုံ့ပြန်မယ်ဆိုတဲ့ဟာကတော့ခိုင်မာပေါ့နော်အချိန်တွေနဲ့သက်ဆိုင်တယ်ဒေတာအချိန်တွေနဲ့သက်ဆိုင်တယ်လို့ကျွန်တော်လည်းယူဆတယ်။အဲကြောင့်မို့ကျွန်တော်ဘက်ကတော့ဒလိုင်းရဆုပဲပါကျွန်တော်အနေနဲ့အဲတိုက်တွန်းချင်တာတော့ပေါ့နော်ကျွန်တော်ပြည်သူလူထုတယောက်ချင်းစီတိုင်းဥပါဝင်နိုင်တဲ့တဒံအားလုံးနဲ့ပေါ့နော် တုံ့ပြန်တိုက်ပွဲဝင်နိုင်တဲ့ခြေနေဖြစ်လာဖို့လမ်းဖွင့်ပေးနိုင်ဖို့ကျွန်တော်ဘက်ကဟိုပေါင်းစုံကြိုးပမ်းအားထုတ်ရလိမ့်မယ်လို့ကျွန်တော်လည်းယူဆပါရယ်ဒါတော့ဒီကနေ့ဒီတိုက်ပွဲနီးနာနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆန့်ကျင်ကြမလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့